အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Night Story Channel လေးကနေပြန်လည်လို့ကြိုဆိုလိုက်ပါရစေခင်ဗျာဒီကနေ့မှာတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးသူဒေါ်လာလောင်မင်းဆန္ဒရေးသားထားတဲ့အစိမ့်တွေမရငယ်မဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဇာတ်လမ်းလေးကိုနားမစင်ခင်မှာကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးဘေးက Notify ပဲခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပါအောင်လို့တောင်းဆိုရင်းနဲ့ဇာတ်လမ်းလေးကိုစလိုက်ပါရစေခင်ဗျာ ကျွန်တော်ကတော့တင်ဆက်သူတော်စင်ပဲဖြစ်ပါတယ်။ကျွန်တော်တို့အသက်ကပြောရရင်မငယ်တော့ပါဘူး။အသက်ကလည်း40ကျော်ပြီးသေးအရွယ်ကြီးပေါ့။အရှင်ဒီတော်တငယ်ချင်း3ယောက်ထဲတောတော်လာလာ ရိုင်းမင်းကူညီတက်ကြတယ်ပြောပါတော့။ဒီနေရာမှာပြောချင်တာကကျွန်တော်တို့3ယောက်လုံးကအိမ်အောင်သေးတယ်။ကလေးတွေနဲ့မိသားစုကိုယ်စီရှိကြတယ်။ဒါပေမဲ့အငယ်နောင်လေးတွေလည်းကိုယ်စီရှိကြပါတယ်။ တယောက်ကိုတယောက်ဖုံးပေးဖိပေးကြလို့အတွဲညီရတယ်ဆိုရမလားပဲကျွန်တော်နာမည်ကတော့ရဲဝင်းကျွန်တော်တငယ်ချင်းနှစ်ယောက်ကအောင်ကောင်းကျော်နဲ့လှထွန်းအေးလို့ခေါ်တယ်တပတ်တစ်ခါအငယ်လေးတွေစီကိုတွားကျင်တဲ့အခါအိမ်ကိုအเจ้าမျိုးမျိုးပြပြီးအလဲကြကူညီတတ်ကြတယ်ဆိုရင်လည်းမမဘူးပေါ့ဗျာကျွန်တော်တို့ထဲကအောင်ကောင်းကျော်ရဲ့မိန်းမကလွဲလို့ကျန်တဲ့မိန်းမတွေကပြည်တနာတိတ်မရှာတတ်ဘူးဗျသူမိန်းမကလည်းလူရည်နဲ့တယ်လေတယ် အပေါ်ရန်လောက်တော့သွားမလိမ့်နဲ့တကယ်ကိုအကွက်ချာချာအမားရောနဲမှရတာနောက်ပြီးအဲ့ဒီကောင်ကလည်းအငဲသာထားကျင်တာမရေငယ်ကြတော့ကြောက်သားသူ့အတွက်ပဲခေါင်းရှုံနေတာပဲဗျာမတော်လို့အလိမ်ပေါ်ရင် အကုန်လုံးတစီတန်းကြီးမိမဟုတ်သူမိမကဘလောက်လဲတလဲဆိုရင်ကျွန်တော်တို့အပြင်သွားမယ်ညအိမ်မယ်ပြောရင် တခါတခါဖုံးဆက်တတ်သေးတယ်ဗျအဲ့ရောကျွန်တော်တို့လည်းအကြက်ရိုက်ရတာပေါ့ဗျာ နောက်တော့အထာကနတ်သွားပြီတယောက်တည်းလက်မသွားကြပဲနဲ့တရက်ထဲအတူတူချိန်သွားလိုက်ကြတာပဲကျွန်တော်တို့အိမ်ကိုဖုံးလန့်ဆက်ရင်လဲအပြင်မှာညအိတာပဲတိရမယ်မလားကျွန်တော်တို့ကလည်းညဘက်ဘော်ဒါမိတ်ဆွေတွေနဲ့အလုတ်ကိစ္စဘာညာတန်ကပြောလိုက်လို့ဖုံးပိတ်ထားမယ်အကြောင်းတညီတညော်တဲ့ပြောကြလိရှိတာ哦အဲ့တော့တော်ယုံနဲ့တော့မမိနိုင်သေးဘူးဆိုရမှာပဲအဲ့ဒီနေ့ညောင်းကကျွန်တော်တို့စီကိုအောင်ကောင်းကြဖုံးဆက်လာ သူမိမကသူနဲ့အငယ်လေးနဲ့မက်ဆေ့ပို့ထားတာကိုတွေ့သွားတယ်တဲ့ကျွန်တော်လည်းအတိုင်ပတ်ပြီလေစကားမညီလို့လည်းမရဘူးမတိဘူးညင်းလို့လည်းမရဘူးလေရုံမှာမဟုတ်ဘူးအဲ့ဒီတော့အကြိုက်ရိုက်ပြီးခေါင်းညင်းဆိုင်ရတာပေါ့အောင်ကောင်းကျော်မိမကထင်ထားတဲ့အတိုင်ပဲကျွန်တော်တို့စီကိုဖုံးဆက်လာတယ်အမှန်တိုင်းပြောပြဖို့ပေါ့ဗျာ ကျွန်တော်တို့ကလည်းလိန်ရင်တော့အမှန်တရားပေါ်လိန်တော့အကောင်းဆုံးလို့တွေးမိကြတယ်။အဲ့ဒီတော့အမှန်တိုင်းတော့မဟုတ်ဘူးပေါ့။အောင်ကောင်းကျော်ကတခါတလေ EC ကလေးအဆင့်စကားပြောတဲ့ကလေးမလေးတော့ရှိတယ်။လုံလုံချီချူပတ်သက်တာမျိုးမဟုတ်ဘူးလို့ညာရတာပဲဗျ။ဒါကိုသူကဘလို့များယုံနိုင်တယ်လဲမသိဘူး။နောက်တနေ့ Facebook ပေါ်မှာမယင်ငယ်လေးတွေပုံတင်ပြီးအရှက်ခွဲပါလေရော။အောင်ကောင်းကျော်ရဲ့မယင်ငယ်လေးကလည်း ငိုယူပြီးဖုံးဆက်လာပြန်မယားကြီးကလည်းတောင်းချမ်းနဲ့ကျွန်တော်တို့မှာဘာလို့လို့ဘာကံရမန်းကိုမသိတော့မတော်လို့ကျွန်တော်တို့ကိစ္စပါပေါ့ကိုရင်ခက်ပလားဗျအောင်ကောင်းကျော်ကတော့ဘယ်တော့မှတစ္ဆာမဖောက်ဘူးပြောပြောနည်းနည်းတော့လက်မိတာပဲကျွန်တော်တို့ကလည်းမယားကြီးကိုပြေးဖာရမယငယ်ကိုချော့မော်ရနဲ့ရှင်းနေရတာမယားကြီးကမယားငယ်အိမ်ကိုဘလို့တိသွားတယ်မသိဘူး အိမ်အထိသွားတောင်းရန်တော့တာပဲမယငယ်လေးကိုသပင်ဆွဲရိုက်နေတယ်ဆိုတာဗီဒီယိုဇလန်းထဲမှာပဲတွေ့ဘူးတော့ဟုတ်သူကလည်းအဝတ်အစားတွေအကုန်ဆွဲချွတ်စုပ်ဖြဲပစ်ပြီးလမ်းပေါ်ကိုသပင်ဆောင်ဆွဲခေါ်လာတာတလန်းလုံးလူတွေကအော်အော်ကြက်ကြက်ပြစ်ကုန်တယ်မယငယ်လေးလည်းတော်တော်အရှက်ကွဲသွားတာပဲမယငယ်ဘက်ကလည်းအမှုပြန်ဖွင့်မယ်အထိဖြစ်ခဲ့တယ်အောင်ကောင်းကျော်ကဟိုဘက်လည်းချော့ဒီဘက်လည်းမော့နဲ့ ဒီကောင်ဘဝပြက်နေတာညနေငယ်လေးနဲ့မကြပါဘူးမယငယ်လေးကသူနေတဲ့အမြင့်တက်ပေါ်ကနေခုံချပြီးတက်တည်သွားပါလိမ့်ရော Facebook မှာလည်းဘလူပြန်အိမ်အထီလည်းအရှက်လာခွဲတံကိုခံနိုင်ဖို့မရဘူးဗျာမယငယ်တက်တည်တဲ့ကြတော့မရကြီးကလည်းတုတ်တုတ်တောင်မလုပ်ဘူးဗျာဘလောက်တောင်နာကြီးလိုက်မလဲဗျာခက်တာအောင်ကောင်းကြော် သူကမယေငယ်လေးကိုအတော်တန်ရောစေကြီးရှာတာမယားကြီးကိုကြောက်လို့တောင်မကွဲရဲတာမယားကြီးသာကွဲပေးရင်မယေငယ်လေးကို အတီးယူတော့မှာကို တိုက်ပေါ်ကခုံချသိပြီးအောင်ကောင်းကျော်ကလည်းစိတ်ထိခိုက်သွားတယ်အရင်လိုပျော်ရွှင်နေရမျိုး သူ့မှာမတွေ့ရတော့ဘူးသူ့ကြောင့်လဲအသက်တချောင်း သူချစ်ရတဲ့သူတယောက်ဆုံးရှုံးရပြီဆိုတဲ့ခံစားချက်ကြီးကစိုးသွားပြီလေပြဿနာကအခုမှစတာဗျာ တညံ့နေကြတော့အောင်ကောင်းကျော်ကကျွန်တော်တို့နဲ့အရေးတကြီးတွေ့ကျင်တယ်လို့ဖုံးဆက်လာတယ်။သူချိန်းတဲ့ဘီယာဆိုင်ကို ထွက်လာကြတာပေါ့။ဆိုင်ရောက်တော့တီးတန့်ကမ်းပါဆိုလို့အဲ့ဒီအခန်းထဲကိုဝင်သွားကြတာ။တကောင်သားကမူးလို့မွတ်နေပြီ။သူကောင်ကလည်းစပင်ကိုလက်နဲ့မကြမကြထိုးဖွာထားလို့စပင်ကလည်းဘုတ်တိုက်ကြီးကိုဖြစ်နေရပဲ။ကျွန်တော်တို့ကလည်းမြင်ရောငိုချပါလေရောဗျာ။ငိုရင်းနဲ့ပြောနေတာ။ မိုးလေးမကြွတ်ဘူးဟာငါနားမှာရှိနေတယ်အဲ့ဒီစကားကိုကျွန်တော်တို့ကလည်းအစကဒီကောင်မိုးလို့ပြောနေတယ်လို့ပဲထင်နေတာနောက်တော့အကြောင်းစုံသိရမှကြောချမ်းနေဆိုတာစုပ်ဝဲရမရှိပဲဗျာအောင်ကောင်းကျော်ဟာသူ့အငယ်လေးကိုမိုးလေးလို့အပြားစွတ်ခေါ်တယ်သူ့ကောင်မလေးနာမည်ပြည့်စုံကပြေမို့မို့ကြောတယ်အခုမှအသက်က26နှစ်ပဲရှိသေးတာ ကျွန်တော်တို့နဲ့တော့အသက်တော်တော်ကွာတာရဲ့ရဲလဲပြီးနောင်နေ냐ကစတာလို့ပြောတယ်အောင်ကောင်းကျော်အပြင်သွားရင်ညာဘက်တည်းဆိုကားရဲ့အနောက်ခန်းကနေထိုင်လိုက်တတ်တယ်တဲ့ဖြစ်နိုင်မှာမလားဆိုတော့သူမင်းမလည်းမြင်တယ်လို့ပြောတယ်ကျွန်တော်တို့မယုံရင်အခုသူကားမောင်းပြမယ်ဆိုလို့နေပါကွာလို့တားထားရတယ်အဲ့ဒါပြင်သူ့အိမ်ထဲလေရှောက်သွားနေတယ်တဲ့ဗျဟာ ပြေမှုမှုကြောင့်အိမ်မမဟုတ်တာမင်းကလည်းဘလို့ဝင်လို့ရမှာလဲကွာအဲ့ဒီလိုပြောလိုက်သေးတယ်ဒီကောင်ကတော်တော်ရှာရှည်တဲ့ကောင်အာတုဘာလာသွားပြီ မိုးလေးမိုးလေးကိုကိုကမခွဲနိုင်ဘူးကိုကအနာပဲနေပါ မိုးလေးမရှိရင်ကိုကတေးရလိမ့်မယ်ဘာညာနဲ့သွားပြောထားမိတယ်ဗျာပြီးတော့အိမ်မက်မက်တာ ကောင်မလေးကမျက်နှာနွမ်းနွမ်းနဲ့လာပြောတဲ့ကိုကိုမိုးလေးနေသေးရမရှိဘူးဒုက္ခရောက်နေရဲ့အဲ့ဒီလိုအိမ်မက်မက်တော်ကိုအောင်ကောင်းကျော်ကတတဆိုကိုကိုနားမှာပဲနေနော်ဘဲမှမသွားနဲ့သိလားအဲ့ဒီလိုခေယောင်ကဒန်းနေပြောနေမိတယ်တဲ့ဗျအဲ့ဒီချိန်ကဆလို့ပြေးမှုမှုကျော်ရဲ့ဝိညာဉ်ကိုအိမ်မှာတစ်မျိုးကားပေါ်မှာတစ်မျိုး တွေ့လာရတာပဲ အခုနောက်ပိုင်းမှာပိုပြီးဆိုးရွားလာခဲ့တယ်။သူတို့လင်မယားနဲ့အောင်အိတ်တဲ့ကလေးမှာနှစ်ယောက်ကြားတဲ့ကိုဝင်အိတ်လာတဲ့အထီးဆိုတော့အောင်ကောင်းကြော်လေတုံလှုပ်လာပြီလေ။ဘလောက်ပဲချစ်တယ်ပြောပြောဘဝကချားနေပြီမလား။သူမိမဆိုညညမအိတ်ရဲလို့သူလည်းကြောင်တောင်တောင်ကြီးဖြစ်နေပြီဗျ။ကျွန်တော်တို့လည်းဘလို့လှုပ်တင်တယ်လဲဆိုပြီးအကြံဉာဏ်တောင်းတာပေါ့။ကျွန်တော်တို့မှာဒီလိုကိစ္စမျိုးတွေဟာအတွေ့အကြုံမရှိုံကမကဘူး။ကြဘူးနားဝတာမရှိခဲ့ပါဘူး။ တစေတရေဆိုတာလေယုံလဲမယုံတယ်လို့မြင်လဲမမြင်ခဲ့ဘူးလာထွန်းအေးရတော့မင်းမောင်းလိုက်ကွာကားပေါ်တကယ်ပမပါငါလိုက်ကြည့်မယ်အဲ့ဒီလိုပြောပြီးဒါနဲ့ကျွန်တော်ကမယုံပေမဲ့အဲ့လောက်တော့မစမ်းသက်ရင်ဘူးနောက်ဆုံးတော့ကျွန်တော်ကကားမောင်းပေးလိုက်တယ်လာထွန်းအေးကအရှိကမ်းမှာအောင်ကောင်းကြော်ကတော့ကားနောက်ခံမှာကားထိုင်ကုန်းကိုကောင်းမိပြီးထိုင်လာတယ် ဘာရဲတော့မဟုတ်ပါဘူး။သူပြောတာဟုတ်မဟုတ်သိချင်လို့မြို့တစ်ပတ်မောင်းပြီးစမ်းသပ်ကြည့်ုံလေးပါပဲ။ဘီယာဆိုင်ကနေထွက်လာတော့ညက၈နာရီကြော်နေပြီ။လမ်းပေါ်မှာလည်းလူတွေကျဲစာပြုတ်နေပြီပေါ့ဗျာ။ကားကိုပုံမှန်လေးပဲမောင်းလာခဲ့တယ်။နာယူရက်တော့အထီတော့အားလုံးပုံမှန်ပဲဗျာ။ဘာမှထူးခြားမလာဘူး။နာယူရက်လည်းကြော်ရော့လူပြက်တဲ့နေရာလည်းရောက်အဲကွန်ဖွင့်ထားတဲ့ကားတွေကနေ အပုတ်နံကြီးဟာရုတ်တရက်ထွက်လာတာဗျာအဲ့ဒါကိုကျွန်တော်တို့သုံးယောက်လုံးရလိုက်တယ်အောင်ကောင်းကျော်ဟာကားနောက်ခန်းကနေရေဝေဝေအတန်းနဲ့ပြောလာတယ်ဗျာကြားရလားတခုခုလိုမျိုးလေအင်းလာထုံးအေးဟာမဖြည့်ချင်ဖြည့်ချင်နဲ့အင်းသေးတာကျွန်တော်ကလည်းဒီလိုအဖြစ်ပြက်မျိုး မကြုံဘူးတော့လေတိတ်ပြီးကြောက်မနေသေးဘူး အနံ့ကပူပူပြီးနံလာတော့တယ်။ကားနောက်ကြည်မန်ကနေအောင်ကောင်းကျော်ကိုမကြာခဏကြည်ပြစ်တယ်ဗျ။ဒီကောင်ကမူးပြီးအိပ်ပျော်သွားပြီ။လာထွန်းအေးကလည်းသူ့ကောင်ကိုမကြာမကြာစောင့်နေပြီးအနောက်ကိုလှည့်လည်ကြည်နေတာတွေ့တယ်။နှစ်ယောက်သားစကားမပြောပြကြတော့ဘူး။အချင်းတွေကိုစောင့်ကြည့်ပြီးကားကိုအပုံမှန်အတိုင်းပဲမောင်းနေခဲ့တာ။ခဏနေတော့ကျွန်တော်တို့ကားနောက်ကိုလမ်းဘေးခွေးအုပ်ကြီးကထိုးအောင်ပြီးပြေးလိုက်လာကြတာဗျ။ ခွေးအကောင်6ကောင်9ကောင်လောက်ရှိမယ်တဝဟုတ်နဲ့ကိုထိုးဟောင်းနေတာဗျာကားကလည်းပုံမှန်လေးပဲမောင်းနေတော့သူတို့ပြေးလိုက်တာမိနေတာပေါ့အဲ့ဒီအချိန်မှာပဲကျွန်တော်ခေါင်းဟာသဘင်နေထောင်သွားသလိုခံစားရပြီးတော့ကြောတွေလည်းချမ်းလာတယ်ဗျလူကချမ်းစိမ့်စိမ့်ဖြစ်လာတာကျွန်တော်လူပဲလာထွန်းအေးရလဲခံစားရတယ်လို့ထင်တယ်အဲ့ဒါနဲ့ပဲကျွန်တော်တို့အဲကုန်းကိုလျှော့လိုက်တယ်ချမ်းလို့လာရအောင် အေးစိတ်လာတယ်လို့ဖြစ်လို့ကွာသူနဲ့ကျွန်တော်နဲ့မေးတခွန်းဖြေတခွန်းပဲပြောမိကြတာအေကွန်ရှော့လိုက်လေလူကအချမ်းမပြေဘူးရင်တွေလည်းတလက်လက်တုံလာတယ်လို့ဖြစ်လာတယ်မဟုတ်မရဲနဲ့ကားနောက်မှန်ကိုလှမ်းကြည့်လိုက်တော့မျက်နှာတစ်ချမ်းကစုပ်ပြင်းနေတယ်ပြီးမှုမှုကျော်အောင်ကောင်းကျော်ပကုန်းကိုမိပြီးကျွန်တော်ကိုလှမ်းကြည့်နေတယ်ဗျာအဲ့ဒီချိန်မှာဘဝမှာအကျောက်ဆုံးပဲဗျဘလောက်တောင်ကြောက်မိတယ်လဲဆိုတာစိုးဖွားရတာမရှိတော့ဘူးဗျာ အော်လို့ကလည်းမရနှုတ်ကလည်းအာဆေးမိနေတယ်လို့ဖြစ်ပြီလက်တွေတောင်ထုံလာတယ်ဗျစီရတိုင်းဂိုင်ထားတဲ့လက်တွေကလည်းမမြဲကျင်လာတော့ဒီပုံနဲ့ဆက်မောင်းနေလို့မဖြစ်တော့ဘူးဆိုတဲ့အသိစိတ်ကခေါင်းထဲချက်ချင်းရောက်လာတယ်ရုပ်ရည်ရဲ့ဗရိတ်အုပ်ပြလိုက်တော့လှထုံးအေးလေကြောင်သွားပုံရတယ်ပြီးတော့သူလည်းတတိရပြီးကားနောက်ခန်းကိုပြန်လှည့်ကြည့်လိုက်တော့လှထုံးအေးမျက်လုံးအပြူးသားနဲ့တုံတုံရင်ရင်ဖြစ်ပြီး ကားပေါ်ကနေစင်ပြေလီရောဗျာသူကလည်းစင်ပြေတော့ကျွန်တော်ကလည်းဘယ်နေလိုက်မလဲလိုက်ပြေးရတာပေါ့ဗျာအောင်ကောင်းကျော်ကလည်းအိမ်နေတာမှတိုးလို့ဗျာသူ့ကိုဘယ်အားကိုလို့ရမလဲမဟုတ်ဘူးလားလမ်းတစ်ပတ်စီကိုတယောက်တနေရာပြေးရင်းကနေလမ်းကူးပြီးအတူဆုံတော့နှစ်ယောက်လုံးမောနေကြပြီဒူတွေကလည်းတုံနေရာများတဆက်ဆက်နေပေါ့ဗျာကားစီလည်းပြန်မသွားရဲတော့ဘူး မတော်လို့ကလည်းမဖြစ်ဘူးလမ်းမှာလည်းတခြားကားတွေမရှိအောင်ကောင်းကြော်လေဒီအတိုင်းထားခဲ့လို့မဖြစ်ဘူးလေသူကားနဲ့ဘီယာဆိုင်ကိုပြန်ရမှာဆိုင်ရှိမှာကျွန်တော်တို့ကားတွေဟာကြံနေခဲ့တယ်လေဘာဆက်လို့ ਆ မှမသိသွေးပြက်လာတော့တယ်နောက်ဆုံးယောက်ျားတွေပဲကွာဘာကြောက်စရာလို့လဲဆိုပြီးအချင်းချင်းတတ္တိတွေမွေးပြီးတုံတုံရှင်ရှင်နဲ့ပဲကားစီကိုပြန်သွားကြတာပေါ့ ကားရှိမှန်းနေကားထဲကိုအရင်ချောင်းကြည့်ရသေးတယ်။ပြေးမမှုကြောင့်မတွေ့တော့မှစိတ်နဲ့နဲ့အေးသွားရတာဗျ။ကားတကားကိုဖွင့်ပြီးအောင်ကောင်းကြောင့်အရင်နိုးလိုက်ကြတယ်။ဒီကောင်နိုးနေကျွန်တော်တို့လည်းကြောက်စိတ်နဲ့နဲ့ပြေးမယ်လေ။မနဲ့နိုးရတယ်ဗျ။မျက်နှာကိုရေတန့်နဲ့ဖြန်းပြီးလှုပ်နိုးတော့မှနိုးလာတော့တယ်။သူလည်းနည်းနည်းတော့အမိုးပြေနေပြီ။ကျွန်တော်တို့လည်းဖြစ်ချောင်းကုံစင်ကိုပြောပြရတာပေါ့ဗျာ။ သူကတော့မကြောက်နဲ့လို့ပြောရှာပါတယ်။ဒါပေမဲ့ဒီကောင်လဲကြောက်နေတယ်ဆိုတာကျွန်တော်သိတယ်။အဲ့ဒီလိုနဲ့လှထွန်းအေးကကားတလဲပြန်မောင်းကျွန်တော်ကဘေးရထိုင်းအောင်ကားကျော်ကနောက်ခန်းမှာပဲသူ့ပါဇက်ကလည်းပြောနေတယ်။မိုးလေးကုကုကဘောမလိုက်ပါနဲ့ကွာ။လှထွန်းအေးကတော့ကားတွေကထည့်ထားတဲ့တရားခွေကိုထဖွင့်လိုက်သေးတယ်ဗျ။ကြောက်တာဟုတ်။ဘေးရဆိုင်ဘက်ကိုပြန်လှည့်မောင်းလာကြတယ်။ မကြောက်ဖို့အားတင်းထားဝင်မဲ့ကြောကမလုံးမောင်းလာရင်လည်းအနောက်ခန်းကိုပဲအာရုံစိုက်နေကြတာမှလားဘလောက်တောင်သွေးပြက်ဖို့ကောင်းလေဆိုရင်လှထွင်းအင်းမောင်းနေတဲ့ပဲချံကားပြီးကနေအတန်ကြားလို့အကုန်လုံးလှည့်ကြည့်လိုက်တော့မျက်နှာတစ်ချမ်းစုပ်ပြက်နေတဲ့ဒံယာကြီးနဲ့ပြေမို့မို့ကြောကဘေးချင်းရှင်ပြီးပြေးလိုက်နေတာဗျာကျွန်တော်တို့လည်းငဲတန်းပေါအောင်အော်ဟစ်မိကြတယ်လှထွင်းလေးကလည်းလီပါကုန်နင်းပြီးမောင်းတော့တာပဲတာမန်ကားမပြောနဲ့ ပြိုင်ငါးတောင်မီအောင်မလိုက်နိုင်နဲ့နှုံထားဗျပြီးမိုးမိုးကျော်ကတော့တစ်ချက်မခွာလိုက်ပါနေတော့မယ်နောက်ဆုံးကားပလက်ဖောင်းကိုဝင်တိုက်လိုက်မိပြီးကားလည်းမှောက်ပါလေရောဗျာကျွန်တော်တို့လည်းတေးပြီးတော့တွတ်လိုက်ကြပြီဈေးရုံမှာတရိပ်လစ်နေတာတညနောက်ရညနေခင်းမှာပြန်တရိပ်ရလာတယ်ကံကောင်းလို့မသေးတာပဲဗျာတရိပ်ရပြန်တော့လေလူကကြောင်တောင်တောင်ကြီးကိုဖြည့်လို့ဘယ်နေရာကြည့်ကြည့် ပြေမှုမှုကြောပဲမြင်နေရသလိုပဲပရိတ်ရည်တွေရေမန်းတွေမနေမနောတောက်လိုက်ရသေးတယ်ဒီကိစ္စဖြစ်ပြီးအောင်ကောင်းကြော်လဲဖုန်ကြီးဝတ်သွားတာအခုဆို၃00တောင်ရတော့မယ်တခါတခါဦးစင်းစီတွားတွေ့ရင်မေးမိပါတယ်မိုးလေးရှိသေးလားဗျာအဲ့လိုမေးတော့အေးကျောင်းထဲကပိန်းနေပင်ကြီးမှာထိုင်နေတော့တခါဦးစင်း သူ့အစွဲကိုမချွတ်ဘူးလားအမြမပေးဘူးလားနေတိုင်းလဲအမြဝေပေးတယ်အလူဒါနတွေလုတ်တိုင်းလဲအမြဝေတယ်တကားသူကအမြမလိုချင်ဘူးဆိုတော့ဦးစင်းလည်းမတက်နိုင်ဘူးပေါ့ဦးစင်းကိုတွေးချင်ပေမဲ့ဝေးဝေးကတခါပဲသွားရတော့တယ်သွားတိုင်းလဲပိန်းတဲ့ပင်ကြီးကိုဝေးဝေးကရှောင်ပြစ်ပါတော့တယ်အခုလိုအားပေးနားဆင် ပေးကြတဲ့ပရိသတ်တအူးချင်းစီတိုင်းကို ကျေးဇူးအထူးပင်တင်ရှိပါရယ်ခင်ဗျာတင်ဆက်ပေးတဲ့ဇလန်းလေးကိုလည်းပေးရတဲ့တည်အနေနဲ့ကြိုက်နေတက်လိမ့်မယ်လို့မျှော်လင့်မိပါရယ်ခင်ဗျာနောက်နေ့တွေမှာရောကျွန်တော်တို့ channel လေးကနေဘလို့စိတ်ဝင်စားစရာကောင်းတဲ့ပရာလောကဇလန်းတွေကိုတင်ဆက်ပေးသွားမလဲဆိုတာကိုတော့ကျွန်တော်တို့ရဲ့ channel လေးကိုစောင့်မျှော်ကြည့်ရှုအားပေးနှားဆင်ပေးပါအောင်ခင်ဗျာ